ရှောင်းဒီဒီကွန်ကိုပြည်တစားမှုနဲ့ဆက်ဆက်တဲ့ဆွဆွဲချက်တွေနဲ့တောက်ချာနေကထောင်နဲ့လေးနှစ်နဲ့နှစ်လချမှတ်ခဲ့ပြီးအမြင့်ဆုံးထောင်နဲ့20နှစ်ထိကြာနိုင်တာဖြစ်ပါတယ်။ဂျူရီပွဲကသူ့ကိုမျိုးသားအက်စကော့တွေကိုပြီးနေဖြတ်ကျော်ပို့ဆောင်ကမူရစ်စေးတုံးလိန်ဖြော်ပြမှုများပြုလုပ်စေပြီးဗီဒီယိုရိုက်ခါကိုရိုင်းလိန်စိတ်ဖြေခဲ့တဲ့အတွက်တရားရုံးကပြည်စီကြောင်ဆုံးဖြတ်ခဲ့တာပါ။ရာဇဝတ်ကိုင်းဖွဲ့မှုနဲ့လိန်ကုန်ကူးမှုဆွဲချက်တွေကနေတော့ဂျူရီအဖွဲ့ကကွန်ကိုလွှတ်ပေးခဲ့ပြီးအဲ့ဒီဆွဲချက်တွေသာအပြစ်ရှိခဲ့ရင်တသက်တကျွန်ကျနိုင်တာပါ။ ခုံကတော့ပြစ်မရှိကြောင်းမြင်ဆိုထားပြီးယူကန်ဝင်ဖို့မျှော်လင့်ရပါတယ်ဒီလိုဆွဲချက်တွေကသူချစ်သူနှစ်ဦးကိုလိန်ဖြောပြမှုတွေမှာပါဝင်ဖို့ကျန်းဖက်ချိန်ကြောက်ခဲ့တယ်ဆိုတော့ဆွဆွဲချက်တွေပေါ်မူတည်ခဲ့တာပါ။ဒီအခွင့်မှာ R&B အဆိုတော် Cassandra Ventura ခေါ် Cassie ကိုသူရိုင်းနှက်ခဲ့တဲ့ဗီဒီယိုကိုပြသခဲ့ပါတယ်။ပြည်တယ်မချမှတ်ခင်မှာ Combs ကတောင်းပန်ခဲ့ပြီးသူရဲ့လုံရက်တွေကိုယူစရာကောင်းတယ်၊ရှက်စရာကောင်းတယ်၊နားကျင်စရာကောင်းတယ်လို့ပြောခဲ့ပါတယ်။ နောက်ထပ်ဘဲသူကမှလက်ဖျားနဲ့တောင်ထိတော့မှာမဟုတ်ဘူးလို့လည်းပြောခဲ့ပါဗါးခုံးချစ်နေတွေကသူ့ချစ်သူတွေကိုရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခဲ့ကြောင်းအတိမတ်ပြုပေမဲ့ ရင်ဖြောပြမှုများတွင်သူတို့ဆန္ဒအလျောက်ပါဝင်ခဲ့တယ်လို့ဆိုပါရယ်။ကလေးတွေကတော့ဖခင်ဖြစ်သူဖမ်းဆီးခံရပြီးနောက်လူကောင်းတယောက်ဖြစ်လာခဲ့ကြောင်းပြောကာပြည်တယ်ရှော့ပေါ့ပေးဖို့တောင်းဆိုခဲ့ကြပါရယ်။ Bad Boy Records တီထောင်သူခုံးစာ American Hip Hop ဂီတကိုပြင်တင်ခဲ့သူဖြစ်ပြီးဖြောပြလုပ်ငန်းနယ်ပယ်တွင်လိမ့်မိုင်းဆိုင်ရာရာဇဝမှုဆွဲချက်များဖြင့်ရင်ဆိုင်ခဲ့ရတဲ့ထင်ရှားသူတဦးလည်းဖြစ်ပါရယ်။ Yellow ရှင်တွေကသူ့ကိုထောင်နဲ့၁၇နှစ်ချမှတ်ရန်တောင်းဆိုခဲ့တယ်လို့ Combs ဘက်မှရှင်တွေများကတော့လှုပ်ပေးရန်ကြိုးပမ်းခဲ့ကြပါရယ်ရှင်။